အေးအေးကလေးလေးဝိုင်းလောက်တဲ့ case ဖြစ်နေတယ်မင်မေးဆိုလို့အဲ့ဒါသမီးတို့ပြောအောင်မယ်တို့ကလေအဲတို့မပြောဘူးလားမပြောဘူးလားဆိုတော့လေမပြောချင်လို့မပြောဘဲနဲ့နေနေတာတိတ်လားဘာဖြစ်လို့လဲဆိုတော့ကိုလဲตาရှိတယ်ตาမွေးထားတာเนาะအဲ့လိုမျိုးဆိုတော့နင့်နာတဲ့ကလေးဘက်ကကြည်ရတာရင်ထဲမှာမချမ်းမြေဘူးပေါ့เนาะမချမ်းမြေဘူးတကယ်ကိုမချမ်းမြေဘူး အဲ့တော့မချမ်းမြင်းတဲ့ခါကျတော့တို့ကပြောလိုက်ရင်အချက်အလက်တွေနဲ့အကိုပြောချလိုက်မယ်ပြောလိုက်မယ်ပေါ့ဆိုတော့ဒီအပိုင်းမှာလဲကိုကဘာဖြစ်လဲဆိုတော့ကိုပြောရင် ဘာဆိုတဲ့ဟာမျိုးကြီး ဖြစ်တော့ကိုကလေအဲတကြိမ်နှစ်ကြိမ်ကကောင်းတယ်သုံးကြိမ်ဆိုလို့ရှိလို့ရှိရင်ငကိုနေရမှလူတွေကဆွတ်ဆွတ်ဆွဲဆွဲတွေရောဘာတွေရောညာတွေရောဆိုတော့ကိုကလည်းလေအဲ့လိုထင်တဲ့အထင်မြင်မျိုးမခံကျင်ဘူးမခံကျင်တဲ့ခါကျတော့မပြောဘဲနဲ့နေနေတာစိတ်ထဲချမ်းမြေလားဆိုမချမ်းမြေဘူးမြင်တယ်နော်ဆိုတဲ့ခါကျတော့လေဒီအုပ်စုဖွဲ့ အနိုင်ကျင့်တာပေါ့ဟိုပထမတော့ကလည်းဒီလိုပဲအုပ်စုဖွဲ့မင်းကလေးတွေတော့ကလည်းအုပ်စုဖွဲ့အနိုင်ကျင့်တာလေးနော်အခုလည်းဒီလိုပဲဆိုတော့ဒါနေရာလည်းဘလို့ဖြစ်လာလဲဆိုတဲ့ခါကျတော့အာကျွန်တော်တို့ဒီကလေးတွေကလည်းအဲ့ဒီရဲ့စိတ်ရိုင်းတွေဝင်တာတွေကလည်း gain တွေရဲ့ affected တွေလည်းပါတယ်နော်အဲနောက်တစ်ခါဘာဖြစ်တယ်လဲဆိုတော့အဲကိုရီးယားတွေကိုရီးယားဆန်လာကြတာပေါ့ကိုရီးယားတွေရဲ့ကားတွေထဲမှာဆိုចောင်းနေမှာဆိုအုပ်စုဖွဲ့အနိုင်ကျင့်တာလေအရန်ဘူးလီလောက်တာအရန်နော်အဲ့ဒါတွေကလည်း အရင်မြင်ရတွေ့ရတယ်နော်မြင်ရတွေ့ရတဲ့ခါကျတော့အဲအဲ့ဒီဟာတွေရဲ့ဟာတွေနဲ့ကလေးတွေကသွေးကြွားကြတယ်ပေါ့လေနော်အုပ်စုဖွဲ့အနိုင်ကျင့်ကြတယ်ဆိုတော့အခုမြင်ရတွေ့ရမှာတော်တော်လေးစိတ်မချမ်းမြေဘူးမနေ့ကတော့အဲ့ဒီကလေးကိုပဲအဲနောက်တက်တစ်ဖွဲ့ရလုတ်တယ်ဆိုပြီးတော့မှဗီဒီယိုလေးတစ်ခါတက်လာတာလေမနေ့ခုနကတော့ခုနကတော့မှကြည့်လိုက်ရတယ် ခုနကတော့မှကြည်လိုက်ရတဲ့ဟာမှာဩစာအာဒါပေမဲ့လူတွေကလည်းပြောကြတယ်ရုပ်ရှင်ရိုက်ထားတာနောက်ဆုံးအဆုံးသက်မှာရည်သွားတယ်လို့ဘာလို့ညာလို့ပေါ့လေထားပါတော့ဒါကတော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မကောင်းဘူးပေါ့မကောင်းတော့ခုအကုန်လုံးကလည်းအဲတာဝန်ရှိတဲ့လူတွေပေါ့ဒီဒီဒီ တောင်ဝင်ရှိပြည်သူတွေပေါ့လေကနေပြီးတော့မှလိုက်ပြီးတော့မှပေါ်ကြတယ်ပြူကြတယ်ပေါ့เนาะအခုဒီစားတောက်ဆိုင်တွေဘာတွေဆိုလဲ page တွေဘာတွေဒီသွားပြီဘာညာ ਨੇ ဒီလိုလေးမနက်ကလည်းတွေ့တယ်เนาะအဲသားသမီးလောက်တာ ਨੇ ပဲမိဘစည်းဝါးဒုံးနဲ့ထိုးခံထိတာပေါ့လေเนาะဆိုတဲ့ခါကျတော့မိဘစည်းဝါး ਨੇ တော့လည်းမဆိုင်ဘူးပေါ့လေခလေးတွေဒီလိုလောက်တာဒါပေမဲ့လည်းဒါဒိုတိုင်းပြည်ရဲ့သဘောတဘာဝကတော့မရဘူးလေเนาะဒီလိုမျိုးဟိုမရဘူးပေါ့လေမရတဲ့ခါကျတော့အဲတော့ဒီမိဘ စီးပွားရေးအထိပါမနေ့ကတော့အဲ့ page ပါဒီသွားတယ်ဆိုပြီးတော့မှတွေ့တယ်တွေ့တော့နောက်တစ်ခါဟိုတယောက်လည်းတော်တော်လေး ဟိုတဲတဲ့တတန်ဒီကိစ္စလေးပေါ်မှာဖိဖိစီစီလေးလုံနေတာတွေ့ရနောက်တစ်ခါဟိုအဆိုတော်ပေါ့နော်သူမောင်ကြီးလည်းလုံနေတာလေးတွေ့တယ်တွေ့တယ်ဆိုတော့ جماعه ဩဒါဆိုရင်တော့အကုန်လုံးဟိုဒါကတော့ယောက်ျားလေးတွေပို့ပြီးတော့မှလုံလို့ကောင်းတဲ့ကိစ္စမျိုးပေါ့နော်ယောက်ျားလေးတွေဖြည့်ရှင်းရမယ်ကိစ္စမျိုးဖြစ်တော့ဩယောက်ျားလေးဒီလိုမျိုးနာမည်ကျော်တွေကနေပြီးတော့နာမည်ကြီးတွေကနေပြီးတော့မှလုတ်တယ်ဆိုပြီးတော့မှ جماعه တော့နောက်ဆုံးနေလိုက်တာပေါ့နော်ဆိုတော့ရင်ထဲမှာကောင်းလားဆိုမကောင်းဘူးဟိုကြိုက်လားဆိုမကြိုက်ဘူးမဖြစ်တဲ့ဘူးပေါ့နော်ဒီဥစ္စာကတော့အဲ့တော့နောက် က်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ဒီလိုကိစ္စမျိုးဆိုတာကတော့ဒါပြစ်မှုပြစ်ခင်းဖြစ်ပြစ်မှုဖြစ်သွားပြီရဲရဲပိုင်မှုဖြစ်သွားပြီเนาะအဲ့တော့ဟိုကျွန်တော်တို့ပြည်သူလူထုကနေစုံစမ်းပြီးတော့ရှာဖွေပြီးတော့မှအာတောင်းမှန်မာတို့မတောင်းမှန်မာတို့ဘလို့ဖြစ်တာတို့ညာလို့ဖြစ်တာတို့ဖြစ်တာထက်စာလို့ရှိရင်အဲကာယကံရှင်ကနေပြီးတော့မှနင့်နာတဲ့ကာယကံရှင်ကရဲစခန်းကိုသွားအမှုဖွင့်ရဲရဲပိုင်ကိုအပ်လိုက်တာပဲပိုကောင်းမယ်လို့ကျွန်တော်ကတော့ဒီလိုလေးပဲမြင်တယ်เนาะကျွန်တော်တို့လူထုကစီမံလို့ရတဲ့ကိစ္စမဟုတ်ဘူးပေါ့ကျွန်တော်တို့လူထုကနေပြီးတော့မှခေါ်ဟဲခုနလိုပေါ့မနက်က ကလိုမျိုးပေါ့မင်းကသူများကိုသွားရိုက်သလားမင်းကိုငါရိုက်မယ်အဲမင်းကိုမင်းကသူများကိုဒီလိုမျက်နှာကိုခြေထောက်နဲ့ကန်နေဟဲ့လားရောမင်းကိုလည်းငါကန်မယ်ဆိုရုံနဲ့ပြီးသွားတဲ့ကိစ္စမျိုးအဲ့ကြတော့ဘာဖြစ်လဲဆိုတော့တခါသူကတန်တင်ရတပတ်လေဖြစ်သွားမှာပေါ့နော်ဂျာအေးသူနေရိုက်ပေါ့အဲ့တော့သူတို့ကသူများကိုနှိမ့်ဆက်တယ်သူတို့ကိုသူများကနှိမ့်ဆက်တယ်နှိမ့်ဆက်တဲ့သူနဲ့မပြီးဘူးဖြစ်သွားမှာပေါ့ဂျာအေးသူနေရိုက်ပေါ့နော်ကတော့ ဲ့လိုမျိုးလေးဖြစ်မှလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့အာကျွန်မပြောတဲ့လိုမျိုးပေါ့ဟိုသက်ဆိုင်ရအနာပိုင်းအဖွဲစည်းတွေလက်ကိုအပ်လိုက်တာပဲကောင်းနေအဲ့တော့နစ်နာတဲ့မဲခလေးကနေပြီးတော့မှနစ်နာတဲ့ခလေးမိပါတွေကနေပြီးတော့မှဒါရဲစခန်းမှာအမှုဖွင့်နော်ဟိုတိုင်ချက်ဖွင့် တိုင်ချက်ဖွင့်ပြီးတော့မှရဲကနေပြီးတော့မှသူတို့ဘသူဘဲဝါဘလို့ဘဲချမ်းသာသူတို့ဘလို့ဆက်ဆက်တယ်ဘလို့ဆိုခလေးခလေးချင်းတော့တိမှာပဲလीเนาะအဲ့လိုမျိုးနဲ့ရှာဖွေဖို့တုတ်ပြီးတော့မှပဲအဲစီမံနာပို့ပြီးတော့မှတင့်လျော်လိမ့်မယ်ကျွန်တော်တို့လူတွေကနေပြီးတော့မှစုံစမ်းနေဥမာမောင်လေးတွေစုံစမ်းတာတွေ့တယ်เนาะတယောက်ဆိုလို့ရှိရင်အဲဘဏသိမ်းပေးမယ်ဘာညာနဲ့စုံစမ်းနေတာလေးတွေဒီလိုမျိုးလေးတွေ့တယ်ဆိုတဲ့ခါကြတော့အဲ့တော့အာ အဲ့ကြတော့လေဘာဖြစ်လဲဆိုတော့ကျွန်မဖြစ်ခုနပြောသလိုပေါ့ဥပဒေရအဥပဒေအရဆိုလို့ရှိလို့ရှင်ဂျာအေးသူ့မေရိုက်ဖြစ်သွားမှာပေါ့နော်သူကသူများကိုနှိမ့်ဆက်တယ်သူ့ကိုသူများပြန်နှိမ့်ဆက်တယ်အဲနှိမ့်ဆက်တဲ့သူကိုတခါပြန်ပြီးတော့မှအဲအဲ့လိုမျိုးနေနေဆိုတဲ့ခါကြတော့ကျွန်မတို့တွေကဒါကိုတိလက်ရောက်ကလုတ်ပိုင်ခွင့်ရမရှိဘူးလေနော်ကိုတိလက်ရောက်လုတ်ပိုင်ခွင့်မရှိတော့ကိုတိလက်ရောက်လုတ်တယ်သူကိုတိလက်ရောက်လုတ်တယ်ဆိုပြီးတော့မှသူ့ကိုကိုတိလက်ရောက်နဲ့ကျွန်မတို့ကအချင်းချင်းပြည်သူပြည်သူချင်းကပြန်ပြီးတော့မှဆုံးမလို့မရဘူးအဲ့တော့သက်ဆိုင်ရာကပဲ ဆုံးမအရေးယူမရမှာပေါ့နော်အဲ့တော့သက်ဆိုင်ရာကိုသွားအဲဒီနစ်နာတဲ့ကလေးမိပါတွေအနေနဲ့သက်ဆိုင်ရာကိုသွားသွားပြီးတော့မှအမှုဖွင့်အမှုဖွင့်လို့ရှိရင်ရဲအေးပိုင်မှုအနေနဲ့ရဲရနေပြီးတော့မှဆက်လက်ဆောင်ရွက်ပါလိမ့်မယ်ဒီတိုင်းပြည်မှာတခါတည်းဟိုးလေးတကြောကြောဖြစ်တဲ့ကိစ္စကတော့အဲဘယ်သူဘယ်သူအားမှလည်းအဲဘာမှလက်သိထိုးပြီးတော့မှလည်းအဲအမှားယွင်းတစုံတရာလည်း အဖြစ်ခံမယ်မထင်ပါဘူးเนาะဒီဌာနဆိုင်ရာဘက်ကလည်းလေဌာနဆိုင်ရာဘက်ကလည်းတတိုင်းပြည်လုံးကအာယုံဆိုင်ပြီးတော့မှတတိုင်းပြည်လုံးကအကုန်လုံးမျက်စိထောက်တာကြည့်နေတဲ့အမှုမျိုးဆိုလို့ရှိလို့ရှိရင်တို့လည်းခုနလိုပေါ့မျက်နှာကြည့်ရဟင်းဘက်ပါတာမျိုးမျက်နှာလိုက်တာမျိုးအဲဒါမျိုးတွေတစုံတရာနဲ့မလုံလောက်ပါဘူးမလုံနိုင်ပါဘူးเนาะဒါမှန်မှန်ကန်ကန်နဲ့တို့လည်းဒါ စီမံဆောင်ရွက်ပါလိမ့်မယ်เนาะအဲ့တော့ရဲတာအပ်လိုက်ပါရဲအေးပိုင်းပါရဲအပ်လိုက်ပါလို့ပဲကျွန်မပြောပြစီကျွန်မအနေနဲ့ဆိုရင်တော့ရင်ပထဲတောင်အောင်နေမခံစားနိုင်ပါဘူးเนาะငါသားလေးမြန်းဆိုရင်ပေါ့เนาะဒီလိုမျိုးစိတ်မျိုးနဲ့မခံစားနိုင်ပါဘူးကြိုက်လည်းမကြိုက်ပါဘူးဒီလိုမျိုးเนาะရှုံချပါတယ်เนาะ